အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Boy Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဖြူကပရိသတ်များနားဆင်ဖို့အတွက်ဆိုင်ရီတူ99စနေရှိတာထားတယ်။ကွာရှင်ဟိုတယ်ဆိုတဲ့ဇလန်လေးကိုရွေးချယ်ထားပါတယ်။ဒီဇလန်လေးကိုလည်းအစကနေအဆုံးထိပရိသတ်များကလိုက်ပါလို့နားဆင်ပေးပါအောင်နော်။သူနဲ့သူမှာမင်္ဂလာဆောင်တာဆယ်နှစ်တည်းတည်းပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာဘာစိတ်လို့ရှာမုံမှမရှိရသလိုစိတ်ဝင်စားမှုလည်းမရှိတော့ဘူးအချိန်ကြာလေသူမကိုတာဝန်နဲ့ဝတ်တရားအရာသူဆက်ဆံနေရတယ်လို့ထင်လာလေဖြစ်တယ်သူမပေါ်သူညီးငွေလာခဲ့အထူးသဖြင့်သူအလုံးမှာအသိဝင်လာတဲ့တွတ်တွတ်လည်းကာမာလေးတယောက်ကြောင့်ဖြစ်တယ်ကာမာလေးကသူ့ကိုယူသွေးစေခဲ့ဒါဟာသူ့ရဲ့ဒုတိယအရွယ်စိတ်လှူရှာခြင်းလို့သူထင်ခဲ့အချိန်ချင်းတွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်ဖို့သူဆုံးဖြတ်လိုက်တယ်။ဒီလိုခံစားချက်မျိုးဟာသူမအတွက်တော့ထုံကျင်နေပြီ။တီတီငိမ့်နဲ့သူ့ရဲ့တောင်းဆိုချက်ကိုသူမကောင်းငြိမ့်ခဲ့တယ်။နှစ်ဦးသားတရားရုံးသွားပြီးတော့ကွာရှင်ခဲ့ကြတယ်။ကွာရှင်စာချုပ်ပေါ်မှာလက်မှတ်ထိုးပြီးရုံးကနေသူတို့ထွက်လာကြတယ်။နှစ်ယောက်စလုံးသူတလန်ကိုတလန်တို့လက်သူတွေဖြစ်သွားကြပြီ။ဒါပေမဲ့ဘာကြောင့်မှမသိဘူး။ သူ့စိတ်ထဲမှာဟာတတာခံစားနေရတယ်။သူမကိုသူတစ်ချက်ကြည့်ပြီးမိုးတောင်ချုပ်နေပြီ။ငါတို့ညစာတူတူသွားစားရအောင်။ကောင်းပြီလေ။ကွာရှင်းဟိုတယ်ဆိုရယ်စားတောက်ဆိုင်အသေးဖွင့်ထားလို့ကြားတယ်။အဲ့ဒီကွာရှင်းဟိုတယ်ကကွာရှင်းပြည့်စဲပြီးစားဇနီးမောင်နှံတွေနောက်ဆုံးတနက်အတွေ့တီးတန့်ဖွင့်ထားတဲ့ဟိုတယ်တဲ့။အဲ့မှာသွားစားရအောင်။သူ့ကိုတစ်ချက်ကြည့်ပြီးတော့သူမပြောတယ်။ သူကောင်းငင်ပြီးနှစ်ဦးသားနှုတ်ဆက်လို့ဟိုတယ်ရဲ့ရှေ့စင်တောင်စင်ဝင်သွားကြတယ်။ကောင်းသောညနေခင်းမှာအခန်းထဲထလိုက်တာနဲ့ဟိုတယ်ဝန်တန်းခိုင်ရောက်လာ诶။ဘာများသုံးဆောင်ကြမလဲရှင်။မင်းမာကွာ။သူမကိုကြည့်ပြီးတော့သူပြောလိုက်တယ်။ကျမအပြင်သိပ်မထွက်တော့ဒါတွေမသိဘူးလေ။ရှင်မင်းမာပါ။သူမခေါင်းခါပြီးပြောတယ်။ Sorry ။ကျမတို့ဟိုတယ်မှာစည်းကမ်းတစ်ခုရှိရဲ့။ ီညစာကိုမိမဖြစ်သူဟာယောက်ျားကြိုက်တတ်တာတွေမှားပေးရတယ်လို့ယောက်ျားဖြစ်သူကလည်းမိမကြိုက်တတ်တာတွေမှားပေးရတယ်။ဒါကိုနောက်ဆုံးအမှတ်တရလို့ခေါ်ပါတယ်။ကောင်းပြီလေ။စပင်းကိုသူမတတ်တင်ပြီးဟင်းတွေမှားလိုက်တယ်။ငါးပေါင်းတပွဲ၊မှုကြော်တပွဲ၊မှုနေရွက်တုတ်တပွဲဒီဟင်းအလုံးဂျင်းကျက်တုံညက်တုံမျိုးမထက်နဲ့နော်။ကျမအမျိုးသား။အော်ဒီအမျိုးသားအဲ့ဒါလည်းမစားဘူး။လူချင်းမင်းကရော။ ဘာမှမလဲဝန်တန်းကသူ့ကိုကြည့်ပြီးတော့မေးရဲ့တခဏလောက်သူငေးကြောင်သွားမိရဲ့လက်ထပ်ပြီးဆင်းနေမှာကို့မိမဘာကြိုက်တယ်မင်း तू မသိခဲ့ဘူးပါဇက်ကြီးဟာပြီး तू ဘာပြောမယ်မသိဖြစ်နေခဲ့ဒါရီပဲလောက်ပါအဲ့ဒီဟာကျမတို့နှစ်ယောက်စလုံးကြိုက်တယ်ဟင်မှာသူ့အဖြစ်ကို तू မအလိမ်မြန်ဝင်ခဲ့ဝန်တန်းကောင်မလေးကရှိပြီးတော့တကယ်တမ်းပြောရရင်တော့ကျမတို့ကွာရှင်းဟိုတယ်ကို နောက်ဆုံးချိန်ညစာလာစားကြတဲ့ဇနီးမောင်နှံတွေဟာဘာမှစားချင်တဲ့ရှိကြတာမဟုတ်ဘူး။ဒါကြောင့်ဒီနောက်ဆုံးအမတ်တရကိုမစားကြတော့ဘဲကျမတို့ဟိုတယ်ကကွာရှင်းသူတွေတွေအထူးစီမံထားတဲ့အေးအေးကိုပဲတောက်ကြရအောင်။ကျမတို့ဟိုတယ်ကိုရောက်လာသူတိုင်းကဒါကိုမငင်းမဲမှာကြတယ်။အင်းဒါဆိုလည်းအေးပဲမှာကြတာပေါ့။သူတို့နှစ်ဦးစလုံးကောင်းငင်ပြီးပြောတယ်။သိမကြပါဘူး။ဝန်တန်းကောက်မလေးကအေးနှခွဲလာပို့တယ်။ တစ်ခွက်ကရေခဲပါတဲ့အပြာနုရောင်ဖြစ်ပြီးတစ်ခွက်ကအငွေ့ထောင်ထောင်ထနေတဲ့အနိယအရေဖြစ်တယ်။ဒီအေးအေးကိုမီးတောက်တဝဲပင်လေတဝဲလို့ခေါ်ပါတယ်။သုံးဆောင်နိုင်ပါပြီ။ဝန်တန်းကောင်မလေးကပျော့ပျော့ဆူဆူနေရကခွာတယ်။အခန်းတစ်ခုလုံးတိတ်ဆိတ်နေရဲ့။နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ပြီးဘာပြောရမှန်းမသိဖြစ်နေကြတယ်။တကားခောက်တန်တဲ့သူဝန်တန်းကောင်မလေးဝင်လာပြန်တယ်။လူကြီးမင်း သူ့ကိုပထမဆုံးချိန်ပန်းစည်းနဲ့ဆောင်ပေးရဖြစ်ကိုမှတ်မိသေးလားအခုအိရှာအားလုံးကပြီးဆုံးသွားခဲ့ပြီလင်မယားမဟုတ်တော့လေတငယ်ချင်းမိတ်ဆွေဖြစ်အတိမတ်ပြုလို့ရပါတယ်သူ့ကိုနှင်းစီတပွင့်လက်ဆောင်ပေးလိုက်ပါအောင်သူမတကူလုံးတုံလှုပ်သွားမိရဲ့လွန်ခဲ့တဲ့ဇန်နေ့ကသူ့ပန်းစည်းပေးရပုံရိပ်တွေကိုသူမမြင်အောင်လာမိရဲ့အဲ့ဒီတုန်းကဆွေမရှိမျိုးမရှိရဲ့ဒစိမ့်မျိုးမှာသူတို့ဘာမှမရှိခဲ့ဘူးအရှာအလုံးတုံညာဆာခဲ့ကြတယ် နေလေနေခင်နေရအနှံ့သူတို့အလုံးလိုက်ရှာကြတယ်။ရုံးကန်ကြတယ်။ညကညစီမှာသူမဈေးရောက်ထွက်တယ်လို့သူဟာစားတော့စိန်မှာပက်ကန်စီရဲ့ညနေတကောင်ရောက်မှငားနေရဲ့ဆယ်ပြီးပက်လေအခန်းချင်းနေသူတို့ပြန်ခဲကြတယ်။နေရတွေကိုခက်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 ပင်ပင်မမန်ဖြတ်ကျော်ခဲ့ရတော့လေသူတို့ပျော်ရွှင်ခဲ့ကြတယ်။အဲ့ဒီမြို့ကိုရောက်တဲ့ပထမဆုံးအချိန်ချစ်သူတွေနေမှာသူမအတွေ့ ူပထမဆုံးအကျဉ်နှင်းစီအနည်းရဲ့တပွင့်လက်ဆောင်ပြီးရဲ့သူမမျက်ရည်ကြအောင်ပျော်ရွှင်ခဲ့မိရဲ့ဆယ်နှစ်တိုင်ခဲ့ပြီသူတို့ဘဝအရာအလုံးပြည့်စုံလာခြင်းလမ်းကွက်တဏီယာမှာသူတို့ရောက်နေခဲ့တယ်အတိတ်ကအကြောင်းတွေတွေ့ရင် သူမမျက်ရည်ကြမိရဲ့မလိုတော့ပါဘူးလက်ကပြပြီးတော့သူမပြောတယ်လွန်ခဲ့တဲ့ဆယ်နှစ်အဖြစ်ကိုလေသူလဲမြင်အောင် နေမိရဲ့သူမအတွေနှင်းစီပဲမပေးမိရာ ငါးနှစ်ခြောက်နှစ်ရှိခဲ့မယ်အခုမှသူတတိယရဲလို့ရဲပန်းယူမယ်လက်ပြပြီးတော့သူကပြောတယ်ဝန်တန်းကောင်မလေးကနှင်းစီတဝင်းကိုရှုပ်ပြီးတော့နှစ်ပိုင်းခွဲလိုက်တယ်ပြီးနောက်ပွင့်ဖက်တွေကို သူ့ရဲ့အေးကွက်ထဲပြစ်ထည့်လိုက်တယ်ပွင့်ဖက်တွေကအေးသေးကိုပျော်ဝင်ကုန်တယ်ဒီနှင်းစီပွင့်နေရကျမတို့ဟိုတယ်ကကောင်းကြီးနဲ့အထူးပြုတ်လုထိုင်းနှင်းစီတွေပါဒါအားလေလူကြီးမင်းတို့အတွက်တတိယမြောက်စားစရာတစ်ခုပါပဲ ဒါကိုရောင်ပြန်အလှလို့ခေါ်တယ်။လူကြီးမင်းတို့ပြပြသုံးဆောင်ကြပါနော်။လဝဲရင်ကျမခေါ်လိုက်ပါ။ဟိုတဲကောင်မလေးကပြောပြောဆိုဆိုလှည့်ထွက်သွားတယ်။သူ့အတန်တွေလေချောင်းဝါမှာပျောက်နေရဲ့။သူမလက်ကိုသူဖမ်းဆုပ်လိုက်တယ်။သူမလက်လှုပ်သွားတယ်။ဒါပေမဲ့မယုံမိဘူး။နှစ်ဦးသားတယောက်ကိုတယောက်နည်းနည်းချင်းစာကြည့်နေကြတယ်။ဘာမှမပြောဖြစ်ပြီ။ရုတ်တရက်မီးမိတ်သွားတယ်။အခန်းတစ်ခုလုံးမောင်အတီးကျသွားတယ်။ အပြင်းကအရှိပေါ်ခေါလောင်းတဲ့မိလာပြီးအခန်းထဲမိကိုရင်းလှည့်ဝင်လာတယ်။ဘာဖြစ်တာလဲ။နေရာတော့အမြန်ထရလိုက်ကြတယ်။ဟိုတက်မိလောင်နေရဲ့ဗျို။အလုံးလုံးစုံရေးလမ်းညွန်ပဲအမြန်သွားကြပါ။အပြင်းကအတန်ကုံအော်ဟစ်တန်ကိုကြားလိုက်ရတယ်။မောင်ကျမကြောက်တယ်။သူ့ရင်ခွင်နဲ့သူမတိုးဝင်လိုက်တယ်။မကြောက်နဲ့မောင်ရှိရဲ့။လာအပြင်တို့ထွက်ရအောင်။သူမကိုတင်းတင်းပွေပြီးသူပြောတယ်။ အပြင်ရောက်တော့အပြင်ကမီးရောင်နဲ့လဲနေရကိုတွေ့လိုက်တယ်။ဘာမှမဖြစ်ပြက်ခဲ့တယ်လို့အရာတိုင်းကသူ့နေရာနဲ့သူရှိနေရဲ့။အဲ့ဒီအချိန်မှာဝန်တန်းကောင်မလေးရောက်လာပြီးတော့ "Sorry ပါလူကြီးမင်းတို့ထိတ်လန့်စေခဲ့ပြီ။ဟိုတယ်ကြီးမီးမလောင်ပါဘူး။အခန်းထဲမီးခိုးတွေတမင်လှုပ်ခဲ့ရပါ။ဒါကျမတို့ရဲ့စတုတ္တမြောင်ဟင်းပါပဲ။ဒါကိုရင်ထဲကရွေးချယ်ခြင်းလို့ခေါ်တယ်။အခန်းထဲကိုပြန်ဝင်နိုင်ပါပြီ။ အခန်းထဲသူတို့ပြန်ဝင်လာခဲ့ကြတယ်။အခန်းထဲမှာပကတိအတိုင်းမီးရောင်နဲ့လဲနေရယ်။သမကိုသူဆွဲဝေ့ပြီးဟန်နီဝန်ထဲကမှလေးပြောမှန်နေ။ခုနဟန်နီနဲ့မောင်ရဲ့တကယ်ရင်တွေကရွေးချယ်လာပြီဖြစ်တယ်။တကယ်တော့မောင်တို့နှစ်ယောက်တယောက်ပေါ်တယောက်မခွဲနိုင်ကြအောင်။မနေ့ပြန်မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ။မောင်ဆန္ဒရှိလို့လား။နှကန်းကြိုက်ပြီးတော့သူမအမိရယ်။ဆန္ဒရှိရပါ့။ အခုဘာမစုံမောင်းနားလေသဘောပေါက်လာပြီဟန်နီမောင်တို့မနေ့ပြန်အစောကြီးမင်္ဂလာဆောင်ရအောင်ကွာရှင်းမဟိပြောပြောဆိုဆိုဟွန်တန်းကောင်မလေးကိုတူလန်းអော်လိုက်တယ်ဟွန်တန်းကောင်မလေးဝင်လာပြီးတော့အနီယာငွေတောင်းခံလွှာကိုကမ်းပေးရလူကြီးမင်းတို့နေရောက်တွေဒါဟာဒီဟိုတရေနောက်ဆုံးလက်ဆောင်ပါဒါဟိုထာဝရတောင်းခံလွှာလို့ခေါ်တယ်နေရောက်လုံးထာဝရတင်ထားပေးပါစာရွက်ကိုသူကြည့်လိုက်တယ် သူ့မျက်လုံးအိမ်မှာမျက်ရည်တွေပြည့်ရှင်လာတယ်။ဘာဖြစ်တာလဲ။သူ့မဆိုရင်တစ်စင်းနဲ့မေးလိုက်တယ်။ဟန်နီမောင်မှားပါတယ်။မောင်တောင်းမဲ့ပါတယ်ဟန်နီ။ဆာရွက်ကိုကမ်းပြီးရင်သူကပြောတယ်။ဆာရွက်ကိုသူ့မကြည့်လိုက်တယ်။ဆာရွက်ပေါ်မှာရေးထားတာကနှွေးထွေးရဲ့မိသားတစု။ကြိုးစားရုံးကန်လာခဲ့လက်တစုံ။တင့်ပြန်အလာကိုညနေတကောင်တိစောင့်နေရဲ့မငိမ့်နဲ့မိတဝင့် ကျမ်းမာရေးဂယုစိုက်ပါလို့စနက်ရသည်လုံးမှားတဲ့စကားအနိုင်မဲ့တဲ့ဂယုစိုက်မှု ရောက်ခမအတွေ့အပြုတ်အဆူကလေးအတွေ့မနဲ့မိုးချုံဆောင်ရှောက်မှုတင်ကြိုက်တဲ့အစားအစာတွေအချက်အပြုတ်တင့်အတွေ့ဆုံရှုံလိုက်ရတဲ့နှုတ်ပြိုခြင်းတွေဒါဟာတင့်စနေမြားပဲဖြစ်တယ်မောင်မောင်လေးပြန်မှန်းပါတယ်ဒီနေ့တွေမှာမဟုတ်ကျမလေးလူရှုခဲ့မိရဲ့ လက်ထဲကစာရွက်ကို သူ့မကမ်းပေးပြီးပြောတယ်။စာရွက်ကို သူ့ကြည့်လိုက်တယ်။စာရွက်ပေါ်မှာရေးထားတာကယောက်ျားတစ်ယောက်ရဲ့တောင်းဝန်။ကြီးလေးတဲ့တောင်းဝန်ကိုပခုံးတစ်ဖက်နဲ့ထမ်းထားတယ်။ညနေတကောင်မှာပင်ပင်ပန်ပန်ပြန်လာတယ်။စာဝေးနေရတဲ့နေရအနှံ့အပြားပြေးလွှားရတယ်။ပြောမထွက်ခဲ့တဲ့စိတ်ဆင်းရဲခြင်းတွေမျက်နှာပေါ်ကရှင်းလျော်ခြင်းတွေခေမရောက်ခမတွေတွေတောင်းဝန်တွေ ကြဆုံခြင်းဆုံးရှုံးခြင်းနဲ့ရုန်းကန်မှုတွေမိသားစုတွေတာသမီအတွေ့မြင့်တာတွေဒါအသင့်ခင်မုံပဲဖြစ်တယ်။နှစ်ယောက်သာတယောက်ကိုတယောက်ပွေးဖက်ပြီးသူတို့ငိုမိကြတယ်။ငွေရှင်ပြီးဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင်စကားပြောကြတယ်။အဲ့နောက်တယောက်လက်ကိုတယောက်တွဲပြီးဟိုတယ်ကသူတို့ထွက်ခဲ့ကြတယ်။ပျော်ရွှင်သွားကြတဲ့သူတို့နောက်ကျောပုံရိပ်ကိုကြည့်ပြီးဟိုတယ်မန်နေဂျာကကောင်းတဆက်ဆက်ညှင့်နေရဲ့။ ိတ်ပျော်စရာကောင်းတာပဲကျွန်တော်တို့ကွာရှင်းဟိုတယ်ဟာမိသားစုတစုကိုကယ်တင်လိုက်ပြန်ပြီအဲ့လိုတူတူလေးရေရော်လိုက်တယ်ညရဲ့မီးရောင်လေးဟာပျော်ရွှင်ခြင်းတွေကြောင့်ပိုလှနေတယ်လို့လို့ပဲပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တယ်ဆိုင်ရီသူ99စနေရေးသားထားတယ်ကွာရှင်းဟိုတယ်ဆိုရဲဇလန်လေးကတော့ဒီမှာတင်ပေးပါပြီဇလန်ကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေရှင် ားလုံးကိုကျေးဇူးတင်ပါတယ်